ဗော်လမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေပေးတယ်မှာများသောကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မျိုးတော့ပေးကမှာတော့ယနေ့မေလ18ရက်နေ့စနေနေ့ရက်မနေ့ပိုင်းတိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုကြီးညိုဖော်ပြပေးဆောင်ဖြစ်တဲ့ဗော်လမျိုးတွေအားလုံးပဲဆုံးတိကြည့်ရှုဖို့ဒီနေ့ကနေတက်မှန်တောင်းဆိုလိုက်ပါတယ်နောက်ဆုံးနေ့နဲ့ကတော့မြန်မာနိုင်ငံကိုစစ်ကောင်းဆောင်တွေကနေပြီးတော့မတရားသဖြင့်အနာသိငယ်ရာဒီနေ့မှာဆိုရင်တော့1500 68ရက်ရှိပါတယ်မနိုင်ငံတော်ကစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ကင်းနီပြီးမိုးပြဲမြို့မှာတော့20တကောင် ၁၆ဦးကတော့လင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပြီးတော့တမ်ပီနယ်ရောင်ရွှေမြို့နယ်မှာ၁၈ကောင်းတော်လိုင်းရဲဘော်တို့ကတော့အဆုံးခဲ့ရပါတယ်။တမ်ပီနယ်စီဆိုင်မြို့နယ်မှာ၃ဦးရှင်မိပြီးတော့ရှမ်းပြည်နယ်ကလောမြို့နယ်မှာ၁ဦးလင်းဝင်ရောက်ကတနင်္လာရီတိုင်းလောင်းလုံမြို့နယ်မှာ၅ဦးရှင်ဖမ်းမိပြီးတော့ဒကိုင်းတိုင်းတန့်စီမြို့နယ်မှာ၂ဦးလင်းဝင်ရောက်ခဲ့ပြီးပဲခူးတိုင်းနယ်တလီမှာတော့တကောင်သိဆုံးခဲ့ကြောင်းသိရှိရပါတယ်။ က်ထပ်သတင်းပုံဒီနေ့ကတော့ဘကိုးတိုင်းအုပ်တွင်းမြို့မှာပျက်စီးသွားတဲ့ကျိုးပင်ကောက်ဟီးရိုးပျောက် जा တဲ့ဘက်ကတပ်ဖွဲ့ဝင်နှစ်ယောက်ကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးချုံနှောင်ထားကြောင်းတရားဝတိခရိုင်အမှတ်1တရင်တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ဒါဟာအုပ်တွင်းမြို့နယ်အုပ်တွင်းပေါက်ခုံးလမ်းပိုင်းမှာဆိုင်ငယ်နဲ့ပျက်စီးသွားရောက်တည်ယူတဲ့တရားဝတိခရိုင်အမှတ်1တရင်တခွဲငါကျိုးပင်ကောက်ဟီးရိုးပျောက် जा တဲ့ဘက်ရဲ့တခွဲမှုမိုးကြိုးလေးနဲ့ရဲဘော်စုဖွားတို့ကအကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရဖြစ်ကြောင်းသိရှိရပါတယ်။ အန်စီကနားတဲ့တခွဲမှုမိုးရိုးလေးနဲ့ရဲဘော်စုဖွားတို့ကိုစစ်ကောင်စီကကြက်မနေရွာပြက်ရှာတာဝါတိုင်စခန်းမှာဖမ်းချုပ်ကြီးနောင်ထားပြီးတခွဲမှုမိုးရိုးလေးဖြစ်ဟန်ဆောင်ကမိခင်တရင်တပ်ဖွဲ့စီကိုထိတ်ဆက်ဆောင်ရွက်တံမျိုးတွေလှုပ်ဆောင်နေတယ်လို့တာဝါတူခိုင်အမတ်တတရင်တာဝန်ရှိသူတွေကပြောပါတယ်။ကောင်တွေရဲ့အုံနောက်ကလေးပစ္စည်းလောက်လေးနဲ့လာပြီးတော့ထိတ်ဆက်နေတာကိုတော်လိုင်းတက်တွေကကြိုတင်သိနေတဲ့အနေထားအားလည်းရှိနေတာဖြစ်ပါတယ်။ဒီတဲ့သွားရတယ်ပြီးတော့စစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံရတာပါတရင်မှုကိုသူတို့ဘက်ကနေပြီးဖုံးဆက်လာတယ်ကျွန်တော်မိုးကြိုးလေးပါ ဘိုးကျိုးလေးပုံစံမျိုးနဲ့ဆက်လာတာပါဆိုပြီးတော့တရင်မူကမဟုတ်မဲလက်တီရောအကောင့်တွေကိုဆဲဆူစိန်ခေါ်ပြီးပုံချလိုက်တာပါလို့လည်းတာဝတီခဲအမှတ်တတရင်ကထုတ်ပြန်ထားပါတယ်အဲ့တော့စစ်ကောင်စီဘက်ကတခုံမိုးကျိုးလေးဖြစ်ဟန်ဆောင်ပြီးတရင်တဖွဲ့တွေနဲ့ရဲသားတွေကိုဆက်သွမှုတွေရှိလာနိုင်တယ်ဆိုပြီးတော့လဲတာဝန်ရှိသူတွေကတတိပေးထားတာဖြစ်တဲ့အတွက်တာအဖွဲ့စည်းတွေလည်းသူ view ပြုဖို့ဒီနေရာကနေပြီးအမှန်ဒီပေးလိုက်ပါတယ်။ဒါပြင်မေလာ၁၀ရက်နေ့မနက်ပိုင်းမှာလဲအုတ်တွင်းမြို့နယ်အတွင်းကကျမနဲ့ယူဟာစစ်ကောင်ကို ိုးပင်ကောက်ဟီးရိုးပျောက်ကြားတစ်ဖွဲ့နဲ့ပူပေါင်းတစ်ဖွဲ့တွေကဝင်ရောက်တက်ခတ်ကစခန်းကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရှိရပါတယ်။နောက်တစ်သတင်းမှာတော့မန္တလေးတိုင်းမြင်းညံခိုင်မြင်းကြံတထိုးကြီးနန်းစုံနဲ့အောင်သာမြို့နယ်တို့မှာတမ်ဖတ်စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေထိတိုက်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေကိုပြင်းထန်လုဆောင်နေကြောင်းသိရှိရပါတယ်။မေလ15ရက်နေ့မနက်စောပိုင်းကစတင်ပြီး ညဉ့်ညံ KI တွင်းကချမ်ဘတ်စစ်ကောင်စီစကန်တို့ကိုပြည်သူ့ကာကွယ်တပ်ဌာနနေပြီးဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေများပြားနေရရှိတာသိရပါတယ်။ညဉ့်ညံမျိုးနဲ့ကြောက်ပြုတ်ကြေးရွာပေါဝင်စီမီကုံမြို့ပေါ်ကစစ်ကောင်စီစကန်တွေနဲ့နှထိုးကြီးမြို့ပေါ်ဝက်လူးစကရက်စကန်တန်းစင်မြောက်ကြေးရွာကအဘော်အဝပိုက်လိုင်းဆောက်စစ်အုပ်စုတွေကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အပြင်တောင်တန်မြို့နယ်ထနောင်းကုန်းရွာနယ်ပြည်သူ့စစ်အဖွဲ့နဲ့ထိပ်တွေ့တိုက်ခိုက်မှုတွေရှိနေပြီးတော့အန်းစုမြို့နယ်မှာလည်း ဒရုန်းနဲ့ဘုံကျတိုက်ခတ်မှုတွေရှိနေတယ်လို့သိရပါဗျ။ရင်းချန်ခရိုင်အမှတ်ခွန်0ပျောက်ကြားတစ်ခွက်ခေါင်းဆောင်ကိုတကြီးကလည်းစီမီကုံမြို့ပေါ်တိုက်ပွဲတွင်လေကြောင်းတိုက်ခတ်မှုခံရကတပ်ဖွဲ့ဝင်6ယောက်ကြာဆုံးခဲ့တဲ့ပတ်သက်ပြီးသူ့ရဲ့လူဝင်ရဲ့စာမျက်နှာမှာလည်းတင်ထားတာတွေ့ရနောက်ထပ်သတင်းမှာတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တွင်ဂျမ်ဘတ်စစ်ကောင်စီတပ်ရဲ့ပြည်သူလူထုကိုပြစ်မှတ်ထားတဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ဒေသခံပြည်သူ2921ဦးကတင်းရှောင်ရတယ်လို့ကရင်မျိုးသားစီယုံ KNU ကထုတ်ပြန်လိုက်ပါတယ်။ကြိုက်ထုံမြို့နယ်ဝင်းကန်ကြေးရွာအတွင်းမှာရှိတဲ့ဝင်းကန်ဘောကထကြောက်ရီတွင်ကလောမြောင်ရှမ်းစုနယ်ညာစုကြေးရွာတွေကစူပေါင်းအင်ဂျီ ်6ဝ54ရင်စုစုပေါင်းဒေသခံ1922ဟောအသက်ပြီးလို့ရအောင်ပပီးတိန့်ဆောင်နေရလူဆိုတာပါလေမြို့ထဲမှာရှိတဲ့ကြေးရတွေကိုမေလ14ရက်နေ့မနက်ပိုင်းကနေစတင်ပြီးတော့တိုက်ပွဲမဖြစ်ဘဲနဲ့စစ်ကောင်စီကအမတ်တာ330တရင်စကန်ကလက်နက်ကြီး120မမ9လုံးပစ်ခတ်ခဲ့တယ်လို့ဘကိုးတိုင်းဝေါ်မြို့နေစင်ရမှာတဆက်တဲ့စစ်ကောင်စီတပ်ဖွဲ့ကလည်းလက်နက်ကြီးတင်းတင်းနဲ့မမ၄လုံးပစ်ခတ်ခဲ့တယ်လို့ဆိုထားပါတယ်နေ့လယ်ပိုင်းမှာလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့ရွှေချင်မြို့နယ် KNU တပ်မှာ သုံးနေမျိုးကိုဘုံသီးနှလုံးပစ်ခတ်ခဲ့တယ်လို့ကြိုက်ထူမြို့နယ်ကြောက်ဖြာကြီးရွာကိုလည်းဘုံသီးတလုံးပစ်ခတ်ခဲ့တယ်လို့ KNU ကဆိုထားပါဗျ။မင်းရောင်နယ်တယောက်ကတော့ရုရှားကပြန်လာပြီးတရုတ်သမ္မတနဲ့တွေ့ပြီးမှတော့ပိုပြီးတော့ဆိုးရွားတဲ့ပြင်းထန်တဲ့တိုက်စစ်တွေကိုဖွင့်နေတော့တွေ့ရပါဗျ။တိုက်စစ်ဆိုတာလည်းလေရင်ကိုပိုပြီးတော့အဆမတန်သုံးပြူနေတော့တွေ့ရပြီးတော့မြေပြင်စစ်ကြောင်းကတော့လုံးဝကိုမထိုးနိုင်တော့တဲ့အနေအထားတစ်ခုမှရောက်ရှိနေရဖြစ်ပါတယ်။နောက်တစ်သတင်းမှာတော့ဘကိုးတိုင်းနယ်သလင်းမြို့နယ်ထန်းတော်ရွာကိုစစ်တပ်ကဝန်ရောက်စီးနေပြီး မြေရှုဖြစ်စီနေကြောင်းဒေသခံပြည်သူတွေကပြောထားတာသိရှိရပါတယ်မေလ16ရက်နေ့ညနေ3:30မိနစ်မှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောတီတွေကနက်စလင်းမြို့နယ်ထန်းတော့ရွာကိုဝင်ရောက်စီးနှင်းပြီးနေအိမ်များကိုမြေရှုဖြစ်စီခဲ့ကြောင်းသိရပါတယ်စစ်ကွေးတွေနဲ့ပြူတွေကရွာထဲကိုဝင်စီးပြီးမြေရှုနေတာနေအိမ်တော်များမြေရှုဖြစ်စီခံရတဲ့အိမ်ကောင်းတွေကိုပဲရွေးပြီးရှုနေတာပြည်သူတွေလည်းဘေးလူရွာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာတော့ကြေးရနေပြည်သူများဘေးလူရွာကိုထွက်ပြေးတိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်ကောင်တွေတပ်သားများကတော့လက်ရှိချိန်ထိ ပြည်ရတွင်မှာတက်ဆွဲထားကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ကလင်းငယ်ចောင်းသားចောင်းသူ20ဦးတိစုံခဲ့ရတဲ့သခိုင်းတိုင်းအိုးတိန်တွင်ကျွေးရွာ တာတင်ကြောင်းကိုစစ်တကဘုံကျက်တက်ခတ်မှုပေါင်းပြီးစစ်ကောင်စီရက်ဆက်ကြမ်းကြုတ်လာတဲ့စစ်ရသူမှုတွေကိုအာဆီယံကနှုတ်ဆက်မျက်ကွယ်ပြုနေမှုပေါ်လူခွင့်ရေးဖွဲ့များကပြင်းထန်စွာပြစ်တင်ဝေဖန်နေကြပြီဖြစ်ပါတယ်မြန်မာရေးဘုံသဘောထား900ဟာအာဆီယံရဲ့မြန်မာစစ်ကောင်စီပေါ်ရည်ရွယ်မှုမရှိပြက်ကွက်မနေမှုများအတွက်စင်တေကိုစိတ်တည်နေဖုံးနေခြင်းသာဖြစ်ပြီးချိန်ထဲမှာပဲအာဆီယံဖွဲ့ဝင်တို့နဲ့၎င်းတို့နဲ့ဆက်ဆက်လူချမ်းသာတစုရဲ့ပံ့ပိုးများကြောင့်မြန်မာစစ်အုပ်စုတန်းစစ်တပ်နဲ့စစ်သုံးပစ္စည်းများဆက်လက်စီးဆင်းနေကြောင်းလူခွင့်ရေး Justice for Myanmar ကလည်းဝေဖန်ထောက်ပြပြောဆိုထားတာတွေ့ရှိရပါတယ် ထို့သဖြင့်ချမ်းသာကြွယ်ဝတဲ့အာဆီယံတတိယကြီးများဟာစစ်အုပ်စုကိုထောက်ပံ့နေသည်ဖြင့်မြန်မာစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုအကြမ်းဖက်မှုများဟာအလေးတငယ်များရဲ့အသက်များအားဆက်လက်ချင်းချောက်နေသည်ဖြင့်အာဆီယံအနေဖြင့်မြန်မာနိုင်ငံရင်းချမ်းရေးအတွက်ပံ့ပိုးပေးနေသည်ဟုပြောဆိုခွင့်မရှိကြောင်းလည်း DFN ကပြည့်ပြည့်သားသားအာဆီယံကိုခုပြန်ပြောဆိုထားတာဖြစ်ပါတယ်ပေါ်လာမျိုးတွေအားလုံးပဲဒီပြည်လူမျိုးတရားမဲ့ကြောင်းရလေးကတော့ KNL ပူပေါင်းတက်တွေကကဲထုတ်လာခဲ့တဲ့စစ်ကောင်စီရဲ့ငရေကန်းကမိသားစုတစုကိုပြန်လဲပေါ်ပြတာဖြစ်ပါတယ် တော့ဒေါ်သီရာဆန်းဆိုပြီးဖြစ်ပြီးတော့သူနဲ့အတူအသက်3နှစ်ကျော်ရွယ်သားဖြစ်သူကိုလည်း KNL ပူပေါင်းတပ်ဖွဲ့တွေက6တိုင်စကန်ကနေကယ်ထုတ်လာခဲ့တာပါသူ့ရဲ့မျိုးသားကတော့ပေါ်တာဆွဲခံရပြီးစစ်တပ်ထမပဲတိုက်ရင်းနဲ့ပဲသူဆိုရင်တော့သူဆုံးသွားပြီဖြစ်ပါတယ်အဲဘယ်လိုမျိုးပေါ်တာဆွဲခံလဲသူကတော့မြန်မာရန်ကုန်တိုင်းကဖြစ်ပြီးတော့ဂုံစေကမ်းမြို့နေရဖြစ်ပါတယ်သူဆိုရင်တော့စစ်တပ်ရဲ့လုပ်ရည်ဒီဟာဘယ်လောက်ထိတော့ဆိုးရလာလဲဆိုရင်ပေါ်တာဆွဲအောင်တော့မကဘဲနဲ့ပေါ်တာဆွဲခံတဲ့မိသားစုတွေကချိုးတဲ့တဲ့မိသားစုတွေဖြစ်ပါကပြည်သားစုလိုက်ကိုပါ ထက်ကိုပေါ်တာဆွဲစဉ်ရဲ့အနေအထားတစ်ခုရောက်နေရဆိုတာဒီဗီဒီယိုရဲ့တသက်တူပါပဲကျွေးတူပိုင်းကာမီတာဘတော်ကျွေးတူကဒီစမဖြစ်လို့ရှိရင်စမဖြစ်ခဲ့မှာအဲ့လိုမျိုးမဝင်လို့ဆိုအဲ့တဲကျွေးနေတော့တနက်နေ့အဲ့လိုမျိုးပြောတာအကောကျွေးနေကိုတူထားไอ้ตัวบังอาซอบาซอไอ้อนาตามนี้ตาบะตองด้วยโจนอยู่นะ သူကတော့တတ်သူ၃၉နှစ်အရွယ်ဒေါ်တီတာဆန်ဖြစ်ပါတယ်။ဒေါ်တီတာဆန်တို့ကမိသားစု၃ယောက်ပဲရှိတာပါ။ကျန်တဲ့ဆွေမျိုးတွေမရှိကြတော့ပါဘူး။အမျိုးသားဖြစ်သူကအသက်၃၅နှစ်အရွယ်ဖြစ်ပြီးသားဖြစ်သူကတော့အသက်၃နှစ်ကျော်သားရှိပါသေးတယ်။ပါဖြစ်သူကတော့သူတို့နေမယားနှစ်ယောက်ကခေါ်ယူမွေးစားထားတာပါရန်ကုန်မြို့တကုတ်စိတ်ကံမြို့နယ်မှာနေထိုင်သူတွေဖြစ်ပါတယ် စည်ရင်ကလုကင်ကြသူတွေဖြစ်ပြီးပညာမတက်ကြပဲအလွန်ချွတ်တက်သူတွေဖြစ်တယ်လို့ဒေါ်တီရာဆန်ကပြောပြပါရယ်သူတို့လင်မယောင်လက်ထက်ထားတာက တနစ်ခွဲလောက်ပဲရှိပါသေးတယ်လွန်ခဲ့တဲ့နှစ်လဝန်းကျင်လောက်ကသူတို့နေထိုင်တဲ့နေရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ပြီးအမျိုးသားဖြစ်သူကို အတင်းအဓမ္မပေါ်လာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါရယ်ထမင်းစားနေတော့ဝင်ဖမ်းသွားတာ ကိုလည်းစစ်တက်ကေဘာရင်လည်းကိုလည်းမတည်ဘူးလေကိုကအဲ့လိုမျိုးလူငါလှုပ်နေတော့အဲ့တော့ဝန်ဖမ်းသွားပြီးတော့အဲ့ဒါအစပြောက်သွားပြီးနောက်မှအားရ10ရက်15ရက်လောက်ကြာတော့မှမယူလာခေါ်လာခေါ်တော့အတီကိုရောက်လာဘယ်ရောက်တယ်လို့မတည်ဘူးမေးတယ်သွားမေးတယ်ဘယ်သူဖမ်းလို့ဖမ်းသွားမှမတည်ဘူးတဲ့အဲ့လိုပြောတာအာနေနေနေနဲ့10ရက်15ရက်လောက်လဲကြာရောအဲ့စစ်တက်ကဖမ်းသွားတာလို့ပြောတယ် အဖမ်းဝါတာနေမှာလိုက်ရမှာတဲ့နင်းယောက်ျားဟိုထွက်ပြေးလို့တဲ့ခုမီးလို့တဲ့တတ်တော့မှာတဲ့ဆိုတော့အနေကိုလည်းပူတာပေါ့ဘဘူးမမမရှိပဲတာမီနေရလဲဟိုဒုက္ခကြီးရောက်ပြီးတော့နေရတော့ငါတနက်ပြတနက်နဲ့ဘေးကအင်းအမကြီးရဲ့ကြွေပေးနေဆိုတနေ့လုံးမှတနေ့စားရတာဟိုဒီမနက်ခလေးနဲ့နှိုးစီတိုက်ရတော့အမေလိုက်ချလာကဲတေတဲ့တေကျေတဲ့ကျေဆိုလိုက်ချလာ တော်တီတာဆန်ရဲ့အမျိုးသားဖြစ်သူကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအတင်းအဓမ္မပေါ်လာဆွဲဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ကရင်ပြည်နယ်စုံလိုမြို့နယ်ထဲမှာယာယီတက်ဆွဲထားတဲ့ကိုရန်စခန်းကိုပို့ဆောင်လိုက်ကြတာပါတော်တီတာဆန်ရဲ့အမျိုးသားဖြစ်သူကစစ်သားမလုပ်လို့ရာကြောင့်ထွက်ပြေးခဲ့ပါသေးတယ်ဒါပေမဲ့မလွတ်မြောက်ခဲ့ပါဘူးပြန်လည်ဖမ်းဆီးခံခဲ့ရပြီးနှိပ်စက်ခံရပါတော့တယ်အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒေါ်တိတာဆန်းနဲ့တားဖြစ်သူကိုပါတကုတ်စစ်ကံမြို့နယ်ကနေတွားရောက်ခေါ်ဆောင်ပြီးကိုရန့်စခန်းကိုပို့လိုက်ကြတာပါဒေါ်တိတာဆန်းတရာကိုရန့်စခန်းကိုရရောက်ချင်းမြည်တွေ့ခရရတဲ့မြေကွင်းကိုအခုလိုပြန်ပြောင်းပြောပြပါရီမာကြီးယောက်ျားကိုတတ်ပြစ်မယ်နင်ပါမဖြစ်မယ်ဆိုလာခေါ်အဲဒီဒီကိုပဲဒါရိုက်ရောက်လာရောက်လဲလာဒီလဲကြော်အဲ့မှာ၆ပေါက်ထဲကိုထည့်ပြီးတော့မှာ အဆက်ကိုကျိုးနဲ့ပိတ်ဝယ်စုံနဲ့ဆိုးပြီးတော့တခါနဲ့မှရိုက်တာအာရိုက်တာတွေ့တော့ကိုလည်းဘယ်တောင်းမှန်းတောင်းမှန်းမှမသိရှစ်ခိုးဦးတွေမတောင်းမှန်းတောင်းမှန်းတော့အားနေပဲတောင်းလောက်လဲနေရော လူကြီးတယောက်လာပြီးတော့ထုတ်သွားထုတ်ပြီးတော့အဲ့အိမ်မှာပဲကူရတာပေါ့ကိုပိုင်ကိုပဲကူရတာ အတော်လေဒီကိုယောက်ကြောင်ရိုက်ကမင်းမရိုက်ရင်နီးမှာတတ်ပြစ်မယ်ဆိုအတော်တော့ငားချိန်ရိုက်လေရအာဒီလိုလေးကိုယောက်ကြောင်ဆိုကိုတက်ဒီလိုလေးရိုက်တာကိုအဲ့လိုဖြည်းဖြည်းရိုက်ရမှာဆိုအတော်တော့ပါသုံးလေးချက်ချခံဖဏန်းနဲ့ရိုက်တာတော့လည်းလည်းရိုက်တာဖဏန်းတော့မကောင်းကောင်းမဟုတ်ဒီဒီလိုဖဏန်းမျိုးမြင်းကျဲ ਉਹ ရှုံနဲ့အဲ့ဒီကြီးနဲ့တုပ်ပြီးရိုက်တာအဲ့တော့အဲ့မှာတော့ချီအိုးတော့ငိုင်းနေ သူတို့ပစိုးတဲ့အိမ်တွေရှော့ခိုင်းနေ음သူတို့ပောက်တဲ့သေးွက်တွေချီွက်တွေတော်သွားတယ်အဟုတ်တာတော့မပြောဘူးသမီးဟိုချက်တာတယ်အဲ့လိုမလုပ်ရင်ဖတ်တာနဲ့ပါရိုက်တယ်သူတို့စပယ်ကိုဆွဲပြီးတပည့်ရတပည့်ရပြောကလေးထိတ်တော့ပါကြီးတကြံကွယ်လူကြီးကိုနှိမ့်ဆက်တာတော့ကလေးတော့တနက်တည်းနဲ့အတူကန်ကိုင်းစားတရားရှိတာမရှိဘူးစဉ်းစားလိုက်ပြီး ရှင်နာတော့တော်လေးကိုပေးပြီးတော့လူကြီးကိုတော့မေးတာမူနေလိုက်ကလေးတော့တနတ်တင်နေသူ့ဒီတစ်ချက်ဒီတစ်ချက်ပြင်နေတာကလေးပါသမင်းစာလို့အသားဆက်ဆက်ဆက်နဲ့သမင်းမကြွေဘူးဒုက္ခလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကခရီးလေးတော်လည်းပြူပေါင်းတက်တွေကစစ်ကောင်စီယာယီတက်ဆွဲထားတဲ့ကိုရန်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်တော်တီတာဆန်းတဲ့အတူအသက်၃နှစ်ကျော်အရွယ်သားဖြစ်သူကိုခရံအလီပူပေါင်းတပ်ဖွဲ့တွေကကိုရန်စခန်းကနေကယ်ထုတ်လာခဲ့တာပါ။ တော်တီတာဆိုင်ရဲ့အမျိုးသားဖြစ်သူကတော့တိုက်ပွဲထဲမှာတေဆုပ်ခဲ့ပါတယ်။အကုန်လုံးမဒီလိုမျိုးတိုက်ပြီးတော့ဆွဲလိုက်တော့အကုန်လုံးသူတို့တွေကတော့ထိအတော်ကတော့အတော်ယောက်ျားအရှိမဆိုတော့တို့တို့မထိလိုက်တော့ယောက်ျားတော့ကြေမှုအောင်သွားတကောလုံးကွယ်ပြဲပြီးတော့အဲ့ခန်းထဲမှာပဲတည်ပါ။မိုင်းပေါင်ပေါ်မှာပဲတည်ပါဘာဒီအိမ်ပေါ်မှာဒါသွေးတွေစွန့်လာတဲ့အဲ့ပေါ်မှာတားလေးရဒီဘက်မှာဖေးခေါင်းလေးကင်နေမှာတက်ထွက် အခုတော့ဒေါ်တီတာဆန်နဲ့တားဖြစ်သူကိုခရလေးပူပေါင်းတပ်ဖွဲ့တွေကလှုပ်ချုပ်တယ်လူမျိုးနေမည်တနေရာမှာဆောက်ရှောက်ထားကြပါရီဒေါ်တီတာဆန်ကလည်းသူ့အမျိုးသားမသေးဆုံးခင် ဖြစ်ချင်းခဲ့တဲ့ဆန္ဒတစ်ခုကို ဖြစ်စီပေးဖို့လဲတောင်းဆိုလာပါရီတို့ဒီဘက်ကတိုင်းပဲဆိုရင်တော်လေးယောက်ျားတော်လေးဆိုလေးတောက်တုတ်ပြီးမဒီတိုင်းလေးတိုင်းကိုရင်လေးဝေးပြီးပြချင်းအဲ့ဒါလေးကိုတောင်းဆိုတော့ သူတေကတိခါသွားတဲ့အတိုင်းဝေယုတ်တယ်လေးနေပြီးတော့လေတော်လေးဒီဘက်ဖွဲ့ရီကလောက်ပြီးတိုက်ပဲတော့သူတေရုံနေရုံကြည့်ဟောလမ်းမျိုးတွေအားလုံးပဲဒီဘီရူမတူရမကြောင်းရလေးကတော့ဒီဘင်းရင်အိုးထင်းတွင်းရံဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကြုံတွေ့ရခဲ့ရတယ်အမတ်ပြောက်ရဲ့ပြောပြချက်နဲ့ဝင်များပြီးတိုင်းဖြစ်ပါတယ်ဟောဆရာမအခုကလေဒီ online မှာဒီသတင်းတွေကပြန့်နေတာပေါ့အထူးသဖြင့်တော့ဒီစကားစရောဗီဒီယိုကနေဖြန့်လာပေါ့လေနော်ဆိုတော့ဘာပြောလဲဆိုတော့ဒီအကြောင်းလေးတွေမှာ PDF တွေရှိတယ်။ PDF တွေအကြောင်းတွေမှာတက်ချထားတယ်။ဒါမှမဟုတ်လို့ရှင်သာအကြောင်းတွေမှာဒီ PDF တွေကဘုံနေစင်ထားလို့ဒီဘုံတွေကပေါက်တာပါသူတို့လေရင်ပြန်ဒီမဟုတ်ပါဘူးပေါ့။ဆောရှယ်မားလေအကြောင်းမှာရှိတဲ့အကြောင်းဆရာမတယောက်ဆိုတော့လေဆောရှယ်မားအဲ့ဟာလေးအဲ့ပေါ်လေးပြသပါဦး။ဟဲ PDF မှာမလာဘူး။ဘူးမှမလာဘူး။သူ့လို့သူ့ကိုလို့ကိုလို့ကြာ။ PDF ဆိုရင်လည်းကလေးတွေအထီးကအကြောင်းနဲ့လာလို့ပါမလား။လုံးဆရာနေရအများကြီးသူတို့အဲ့လောက်မှမစဉ်းစားရဘူးလား။ဟုတ်တော့မလား။ဟုတ်တော့မလား။ပြည်သူကိုပြည်သူအထီးကဘယ်သူမှမလုပ်ဘူး။ ဟုတ်တယ်မလားဤသူကိုကိုယ့်ပြည်သူကိုထိခါဘယ်သူမှမလုပ်ဘူးသူတို့ PDF တွေလုတ်ချင်လဲဒီဟာကိုလက်နဲ့ဆန်းချင်ဥပမာပြောရလက်နဲ့ဆန်းချင်ဒီလက်လုံမိုင်းကိုလုတ်ချင်နေဆိုရင်တခြားတော်ကြီးမှာအကျယ်ကြီးပဲဘယ်နဲ့သွားလုပ်လို့အเจ้าမှာလာလုတ်ဆရာအเจ้าကိုမရှိလုတ်လဲမလုတ်ဘူးဆိုမှဘသူမှကိုယ့်ပြည်သူကိုဒီကလေးကိုထိခိုက်နေတာစီအောင်ဘသူမှအိုက်စင်မရှိဘူးဟုတ်တော့မလားဒီကြွားပြည်သူကဒီကြွားပြည်သူကိုပြန်မကြဘူး ဘယ် PDF မှာလဲကြောင်းလဲမလားကိုလို့ကိုလို့ကြာတာဟုတ်တယ်မလားလကားလျှောက်ပြီတယောက်မှတောင်ခြေရောက်လာမချအောင်ဘယ် PDF မှာကြောင်းခြေကလမ်းကြီးလိုဖြတ်သွားတာမရှိတာဒူးမှမလားဘာလက်နဲ့မှလည်းမလုပ်ဘူးကြောင်းခြေသွားတောင်တစ်ခါတည်းမှလက်နဲ့တောင်မပါဘူးဒီတိုင်းသွားကြတာอืม သူတို့ကလူမဆန်းတာကိုချင်းစားတယ်ကတာသမီချင်းကိုချင်းမစားကျမအဲ့ဒီချတဲ့လူမျက်နှာကိုကြည့်ချင်ဘလို့ပုံစံလုံးကိုအဲ့လိုညင်ဘူးချင်တယ်ကျမဘလို့စိတ်မျိုးနဲ့ဒီကလေးတွေကိုရောက်သွားတယ်ပြင်းမရှိတဲ့ကလေးတွေတတိရှိသူတို့ဆင်းရဲဝင်ငါမတိုင်းနဲ့မြေပြင်လာခဲ့ကလေးတွေကိုလှုပ်ရှားမလို့တတိရှိလူချင်းလူကိုလှုပ်ရှားမဟုတ်တယ်မလား ယောက်ျားဆိုရင်တတိရှိရှိစိန်ခေါ်ပြီးလူချင်းလူချောက်တယောက်ချင်းတယောက်ဖြစ်ဖြစ်တို့စစ်တဲ့တရားဆိုဒီဟက်တတဲ့ချင်းဟုတ်တယ်မလားရေဆမ်းမှာတိုက်ပွဲဖြစ်လို့ကြားတယ်ဆိုတော့ကျမတို့ကဂျင်းနေတယ်ဘုလိုဂျင်းနေတယ်ကိုပြောအောင်မဟုတ်ဘူးနော်ဟုတ်တယ်မလားဒါကဘာမှမဟုတ်ဖ ೇನೆ တက်တက်မဲယူလောက်သွားတာကလေးတွေကလေးတွေဘာပြစ်ရှိလို့ကလေးတွေဘာမှသူတို့ဘာမှလည်းပြန်မလုံးနိုင်ဘူးဆရာမတွေကသူတို့ဘာလုံးနိုင်လဲဘယ်သူမှဘာမှမလုံးနိုင် ိုက်လူရဲ့မျက်နှာကိုကျွန်မကြည့်ချင်းတိကိုကြည့်ချင်းအဲ့မျက်နှာကိုဘလို့မျက်နှာမျိုးတွုံးလို့ဆိုတာဆရာမနေနဲ့ဒီနိုင်ငံတကာရောဗောနောနိုင်ငံတကာရောကျွန်တော်အဖွဲ့အစည်းတွေဘောရဘလို့တောင်းဆိုချင်တာရှိတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တက်နိုင်တယ်လားအခုညီပေးကြပါတော်လံမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ်အကြောင်းအရာလေးကအခက်ခဲတွေကြားထဲမှာစိတ်ကြီးစရာတွေများနေတဲ့တော်လံပြည်သူတွေအတွက်ကောဒီပေးရင်မှာဖြစ်စင်တဲ့ပတ်သက်ပြီးတော့ဘောမာရီရဲ့ အောက်ခံခြင်းနဲ့ဘောမာရီရဲ့အဒီတာတခုကိုကျွန်တော်တို့တော်လိုင်းရေပေါ်လူပညာရှင်တွေကလူပညာနဲ့ပြန်လဲတော်လိုင်းတဲ့အနေနဲ့ဖော်ပြထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ပြန်လဲတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ဟာဘာရင်းများပြောလို့လဲ။ဟွန်း။ဟာတော်တော်ဆိုးပါလေဦးကြီးက။မင်းရတော့တော်တော်တနေ့တခြားအောက်ကူလူများလာနော်။ဟုတ်။သူတို့ပြောတော့ငါနားထောင်ရတာပေါ့ကွာ။နားတော့လေ။တစ်ဖက်ကြည့်တော့လေဒါဒီကောင်နေပြောတာကိုမင်းကနားထောင်နေအစ်။အဲ့လိုလည်းမဟုတ်ဘူးလေ။အဲ့လိုမဟုတ်ဘူးဘာလို့နားထောင်နေလဲ။ သူတို့ပြောတာဒါပြောနေမင်းတော့မင်းတော့တက်ကြီးမှထိုးခံရတော့ပဲဟိုကြီးကတော့ဟာဒါပြောနေနားတော့လေဒါတွေပြောနေရတယ်ကျောင်းကျောင်းကိစ္စဟမ်ကျောင်းဟုတ်ဒီဘဲကျောင်းကိစ္စအေးအဲ့တော့ဘာတွေပြောနေတယ်ဒီကောင်တတင်းလည်းညာဘသူကနေလဲဘသူပြေးပြောတာအစ်စ်ကောမင်းဟုတ်ဟောဘသူလဲဘသူကနေတာလဲသူတို့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 နေတာဟမ် တို့တို့လိန်တာကိုမေးဘာလို့နားထောင်ဘယ်လိုများလိန်ဦးမလဲနားထောင်ဒီကောင်တွေကအဲចောင်းကိစ္စပါတို့ပြောတာလေဟုတ်တယ်ဟာအေးဘာဟုတ်တယ်ကြာဘာဟုတ်တာလဲဆိုတော့ဒီချိန်ရတဲ့ចောင်းကပိတ်ရဲ့ဒီဟုတ်ပြီအဲ့တော့ចောင်းကပိတ်ရဲ့ចောင်းကចောင်းသားကြီးចောင်းပိတ်ရဲ့မှာចောင်းတက်လို့တို့ကလေးတက်တာကြီးရမဟုတ်ចောင်းပိတ်ရဲ့တဲ့ចောင်းသားကြီးကဒီចောင်းပိတ်ရဲ့မှာကလေးတွေကចောင်းတက်လို့နေနေတာကြီးရတယ်အဲ့လိုမျိုးလားဟုတ်လေအဲ့ဆိုပါလေဟုတ်ចောင်းပိတ်ရဲ့မို့လို့တို့ကကျဲလိုက်တာဒီကလေးတွေက ပွေချီပြီးတော့ထဲလာဘူးအေးလည်းလို့လည်းမဟုတ်ဘူးဘယ်လိုလဲဘယ်လိုလဲဟုတ်မသိဟိုဟိုကတော့ပီလီယက်ကြောင်းကွာဘသူကဘယ်ဟာပီလီယက်ကြောင်းအခုအဲ့ပစီရပီစီဒီရက်ကဒီဘဲရင်ဒီဘဲရင်ဘာလဲကြီးလဲအဲ့ပစီဟောဒီမှာအေးဒီဘဲရင်အေးဒီဘဲရင်ကပီလီယက်ကြောင်းဆိုတာကျောင်းတက်နေတာဘသူတွေပီလီယက်ပီလီယက်ကလေးဘယ်ပီလီယက်ကလေးဘယ်ပီလီယက်ကလေးတော်လည်းရင်းကတည်းကလေးနဲ့ကြော်ပဲရှိသေးတယ် အဲ့ဒီရွယ်ကလေးတွေကပူကြီးကလေးတွေဖြစ်လို့ line နဲ့သူ့ကိုယ်ကနေပါလာမှာအဲ့ဟာဒုက္ခပဲမင်းကတော့ဟွာလေးကိုပီပီဒီအက်တွေကွာဒီပီတက်တဲ့အကြောင်းဟောဒီပီဒီအက်တွေကဒီရွယ်တွေဖြစ်မလားမဟုတ်ဘုံကျဲခံရတဲ့ကလေးရွယ်တွေဖြစ်မလားအဲ့ဒါလည်းဟုတ်ပြီမင်းဘုံတော့မရှိဘူးလားဟုတ်ဟုတ်ဟိုကွာစီဒီအမ်နေအဲပီဒီအက်တွေပံ့ပိုးထားတဲ့အကြောင်းအဲအကြောင်းအဲ့ဒါအဲ့ဒါဟုတ်ပါဘူးဟုတ်ဟုတ်တော့ဟမ် ဒါအမြဲတမ်းဒီအညာဒေသမှာရှိတဲ့ဘယ်နေရာကိုမဆိုစာသင်ကျောင်းထုံးကြီးကျောင်းเนาะပြည်သူလူထုအများဆုံးရှိတဲ့ဈေးတွေလက်ဖိတ်ဆိုင်တွေဒီအောင်လေးကဘုံကျဲနေကြလက်လက်ကြီးနဲ့ပြစ်နေကြနေနဲ့လာကျဲနေကြအေးဒီအေးအဲ့ဒီနေရာမှာကလေးတွေပညာပညာရေးဒီကာလမှာစာသင်လို့ရအောင်ဒီ PDF တွေကဝိုင်းဝန်းပြီးတော့လုံဆောင်ပေးတာရှိရင်ရှိမယ်ဒီကျော်ဘောအိတ်တွေဟလာစာရေးပစ္စည်းကိရိယာတွေစာအုပ်တွေ ခဲတယ်နေဒါနုပန်မှုတာရှိနေတယ်ဘာဖြစ်လဲဒီတော့မှကလေးတွေပညာရေးဒီလိုနေရာတွေမှာအများတိုင်းစာသင်လို့မရအောင်လုပ်ထားတာလေအဲ့ဒါပန်မိုးနေရာတော့ရှိရှိလိမ့်မယ်လေအဲ့ဒါကပန်ပန်မိုးလို့အဲ့ဒါကောင်းတဲ့လုပ်လို့မဟုတ်ဘူးလားပြောဟုတ်တယ်ဟုတ်တယ်ကလေးတွေကိုစာမတက်စေချင်တာလားဘယ်လိုလဲအဲ့ဒါလည်းဟုတ်တာပဲဟောအဲ့ဒါတော့ဆိုမင်းမကြည့်နဲ့အဲ့ဒါမင်းရလားကွာဒါမင်းအိမ်လေငါအိမ်ယူငါ ကြည့်လို့တော့မရဘူးငါ့ဘုန်းကြီးကငါ့ဘုန်းကြီးငါ့ဘုန်းကြီးမကြည့်နဲ့စက်တီတော့နေပါနေဖုံးလဲဖို့ကနေဘယ်ခွေးတရောင်းသားစီကဘယ်ရဲစီကဘယ်မဟုတ်ဘူးလို့ဝယ်တာလည်းမဟုတ်ပါဘူး။ငါ့ကိုစဉ်းကြံမထားအောင်ဆိုပြီးတော့အဲ့ဒါလေးတစ်လုံးလာဖတော့ထားလို့မာလေးတနာရာနဲ့ကိုတော့ခံထားလိုက်ပါ။အေးမေးတိမ်မဲတိမ်မဲအဲ့လိုကြီးညက်စာမင်းထက်နားထောင်။နားမထောင်လေမင်းအဲ့အဲ့ကောင်မှဘူး။ဘူကဟုတ်တယ်။အေးဒါလည်းလေ။ငါညမလေး။အေး။ငါယူမလို့။ အနေအနေကြီးတွေ့ချလိုက်ရင်ဟောအနေကြီးတွေ့ချလိုက်ရင်တကယ်ရင်းသူယောဂဖြစ်မှာမကြောက်ပါမကြောက်ဒါတော့ဒါပေါ့ကွာတစ်ဖက်ကကြည့်တော့လဲဒါငါအာငါ့ကိုပံ့ပိုးနေတဲ့တစ်ဖက်ကမင်းတို့ကြည့်တော့လဲဟိုတစ်ဖက်ကကြည့်တော့လဲငါရင်ထဲကထောက်ခံထားတဲ့ဖွဲ့မင်းကဘယ်ဘယ်ဖွဲ့ထားလဲဟိုမီဒီယာမီဒီယာပြာမီဒီယာကိုရင်ထဲကထောက်ခံလို့ပြရအောင်ပေါ်တင်ထောက်ခံဒီယောက်ျားမဟုတ်လားအဲ့ဒါကြတော့လဲငါ့ကိုဘက်ကတစ်မျိုးထင်အောင်မယ် ီဘက်ကကြည့်တော့ငါ့ကိုတမျိုးတည်အောင်အဲအဲ့လိုပေါ့ကွာငါမလဲကွာလူကြီးပြည့်တော့မကောင်းပါကွာမသိကြတာအဆက်အသွယ်ကိုခွာထန်ခြင်းနေနေညแต่กูตรงกามาดีอ่ะอีปัญญาตัวนี้เนี่ยนี้ว่าอนิบิวอ่ะลงนะไอ้ไม่จิเนี่ยတော့ไอ้กောင်มาอ๋อกูไอ้ปุตุมาอ๋อกูว่าဝင်ခိုင်းမင်းနောက်မှရှိတိတ်မဲ့တိတ်မဲ့နှစ်လောင်းဖြစ်သွားမှာမင်းနဲ့ปุตุมาမင်းဟိုဘက်တက်ကောင်ယူမလားအဲ့လိုယူอ่ะဗျာလိုက်ခွေးထောင်းသားတယ်မင်းငါပြောပြမယ်ไอ้ปุตุมาอ๋อกูသူ့နိုင်ငံအကြီးအကဲတွေကအောင်းကြီးပိုင်းတွေကဒီလိုမဟုတ်ဟိုဟာတွေ စွမပြောနဲ့စကားတွေမလွန်နဲ့လို့ပြောထားမျိုးอ่ะသူကတော့အဲ့ဒီကိစ္စတကယ်ကျဲတာလို့ဝန်ခံမျိုးอ่ะဝန်ခံလိုက်ပြီလားဝန်ခံမှရမှာပေါ့ဝန်ခံလို့ရလားငါလည်းမသိဘူးငါညမလားဆိုတော့အခုမှကြည့်မိတာဟုတ်ဟောတကယ်အရေးကြီးတာငါမေ့သွားတာပဲဒီကောင်ငါပြောပြပြောဒီကောင်ဒီဒီလိုမဟုတ်တာတွေရှောက်ရှောက်လုပ်တယ်ဘယုတ်ဒုက္ခတွေလုပ်တယ်ပြည်သူပေါ့အနိုင်ကျင့်ရဲ့အဲ့လိုလည်းဟုတ်ပါဘူးလေခဲမင်းငါပြောပြပဇီကြီးမှာလေရင်ကျဲတော့อ่ะရောဒီကောင်ဒီငင်းကြကုန်တာကျွန်တော်တို့မကျဲပါဘူးဆိုကဲအဲ့ဒါအဲ့ဒါ အဲ့ဒါကြတော့ကွာပစည်းလုံးကလည်းဒါပြောမဲ့တာပြောတာသူတို့ကကျဲတယ်လို့မကျဲဘူး။ဟုတ်မကျဲဘူး။ကျဲတော့သူတို့မကျဲဘူးကွာ။သူတို့မကျဲရင်ဘယ်သူကျဲလဲ။ဟုတ်။သူ့ဘာသူဖြစ်ကြလဲ။ဟုတ်ဘလို့သူ့ဘာလို့ဘလို့ဖြစ်ရမှာ။မင်းတို့ကိုယ်တိုင်ကကျဲပြီးတော့ဟိုလက်ကျဲလောက်ပါကွာ။သူတို့လည်းမြစ်တာကြီးအဲ့လောက်မခေါင်းကားလောက်တောင်ငါပြောတာ။ဒါပေမဲ့သူတို့ညင်းတာအောင်မြင်လားလို့ပစည်းကြီးမှတော့ကွာ။အဲ့လေအဲ့တော့လည်းအောင်မြင်လားပဲတောင်တောင်ကဘာအောင်မြင်လား။ဘာအောင်မြင်လား။အောင်မြင်လားပဲ။ cứ sao chỉ này anh đúng không có gì nhá về trên này chỉ là trên này chưa 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 mông cái nào đấy ông nhìn từ lúc ông nhìn từ lúc anh gì mà đi chém rồi mà chém rồi như là ông nhìn á rồi kêu làm gì là ông nhìn là ông nhìn là biết mà mà ông nhìn ông làm lấy gì tôi bảo đúng không lấy đi chém rồi mà chém rồi là ông nhìn lấy gì tôi လဲလဲကောင်းတော့လားအောင်မြူးအောင်မြူးအောင်မြူးလားမအောင်မြူးအဲ့ဒါရချိုက်ချက်သိသိသိထားတော့မကွာရောက်သိထားမှာအေးရဘကူကဆရာတော်ကြီးရဲ့ကောင်းကို PDF တင်ပြစ်တာပါလို့ပြောတော့မှအောင်မြူးအဲ့တော့လဲတကယ်တကယ် PDF တင်ပြစ်တာမဟုတ်ဘူးလားမအောင်မြူးလေမအောင်မြူးအောင်မြူးမှာပါငါလည်းဒီတက်တူရဲ့ရောက်မှာဟုတ် ရန်ခံရလို့ညမအတိုင်းလို့မြဝတီလို့မှာ PDF တွေပြစ်တာပါဆိုပြီးတော့လိန်တာလေးဆရာတော်ကြီးကောင်းအဲ့ဒါဘာသမားတွေပိုင်းနဲ့လေအေးအဲ့ဒါလည်းဟုတ်လည်းဟုတ်တာပဲလေသူကတေချာဓာတ်ပုံတွေပိုင်းနဲ့ရိုက်ခွင်းရိုက်ခွင်းနဲ့တေချာပြတာတော့အဲ့ဒါလည်းပြောမဲ့သားတော့မဟုတ်မှန်းပြတာတွေကကြီးဒီပြဲမှာမပြစ်တယ်မပြစ်ဘူးလားအင်းသူတို့ပြစ်တာသူတို့စားတော့ပြစ်လို့ဘာပါကြီးဟောအေးဘာပါကြီးအဲ့ဒါရခဏကငွေခိုင်းမှလေလို့ပေါ်တာမစွဲဘူးစက်ကြီးမတောင်းဘူးရွာလေးကြီးမရှိဘူး မင်းမပြူတွေကိုမတိမကြည့်ဘူးလို့ခောက်ခောက်ဖာခါညင်းလာအခုအဲ့ဒီလေရင်ကိုဒီခွေးတောင်စာမင်းအောင်ငယ်စောက်ကူကတိတ်လိုက်တယ်ဘူးသူလည်းကုညီရင်တော့ဘူးဘာမှမဟုတ်လေဟောကုညီရင်တော့ရှင်ငလေးတော့ကုညီလာရေဘေးတော့ကုညီလာအဲ့လိုနောက်ကြနေမှာဆိုလို့သူကအလုံးပဲဒီဗီယိုလေးမှာအဓိကဖော်ပြထားတဲ့အကြောင်းအရာလေးကတော့အုတ်ကြီးတွေဆိုတာဘလောက်ထိစစ်တကူထောက်ခံလဲဆိုရင်အခုလိုမျိုးထီတော်ငင်းဆန်ပြီးတော့ပြောတဲ့အနေထားတကူထောက်ခံပြီးတော့ဒါပေမဲ့သူတို့ကြောက်တာပါလဲဆိုတော့ပြတာဖြစ်ပါတယ်။အဲကြောင့်သူတို့ကြောက်ပြပေးဖို့ ဘာကိုလုံးဝမလဲဆိုတာကတော့